သတိချီသူမိတ်ဆွေပေါင်းမင်္ဂလာပါခင်ဗျာကျွန်တော်ခု20ချာကြတဲ့မွေးကနန်းလေးတွေတကွက်နဲ့နောက်ပြီးတော့ခု10ချိန်မှထိုးရမယ်7 break လေးကိုပြပေးမယ်เนาะအခုဒီ20ချာကိုကျွန်တော်တို့ဘာလို့ယူလဲလို့ဆိုလို့ရှိရင်เนาะအတခုစွန်းနှစ်ခုစွန်းလေးခုစွန်းတွေမှာသူအခြေခံလေးတွေရိုက်ထားတာမလို့เนาะဘယ်လိုရိုက်လဲဆိုတခုစွန်းတွေမှာ6လေးတန်းရိုက်တယ်နှစ်ခုစွန်းမှာ6လေးတန်းရိုက်ပြီးတနည်းကျော်4ခုစွန်းနဲ့နှစ်မှာ သုံးတစ်ခွန်းဆိုပြီးလဲပြီးတော့တစ်ပရိရိုက်ထားတယ်ခင်ဗျနောက်ဒီမှာကြည့်မယ်ဆိုလို့ရှင်လေဒီတိုင်းပဲเนาะအဲဒီမှာအဲတစ်ခုစုံမှာ6လေတိုင်းနှစ်ခုစုံမှာ9လေတိုင်းပြီးတော့၄ခုစုံနဲ့နှစ်မှာတခါတယ်တစ်ပရိကလေးကိုရိုက်ထားတယ်ဟိုဒီမှာကြည့်မယ်ဆိုလို့ရှင်လေဒီလိုပဲပဲเนาะဒီမှာတစ်ခုစုံမှာ6လေတိုင်းနောက်ခုဆုံးမှာ goal လေတိုင်းတနည်းကြောင့်မှာ tip break လို့ရိုက်ထားတယ် timing guide လေးမလို့ဒီ cycle မူလေးကိုယူပြီးတော့အသုံးပြုတာပါเนาะအဲ့ဒီဒီလို၅ခုဆုံးတဲ့နှစ်တွေမှာဘာတွေရိုက်လဲလို့ဆိုလို့ရှင်အဲ စေချိန်မှာရိုက်တဲ့ခဏလေးကတော့ဒီမှာကြည့်လိုက်စမ်းမှာ2.1လို့ရိုက်ထားတယ်လားအဲ့2.1လို့ရိုက်ခင်မှာ84 17ချိန်မှာဒီမှာအာ2လို့နောက်ပိတ်ထားတယ်ခင်ဗျเนาะနောက်တစ်ခါ2005 10စေချိန်မှာရိုက်တဲ့ခဏလေး693အဲ့693ရိုက်ခင်သူ့ရဲ့၄ခုစွန်းနဲ့2004ခုနဲ့၄ခုစွန်း17ချိန်မှာ3နောက်ပိတ်ကလေးရိုက်ထားတယ်เนาะဟို2025 ်ဒီဒီမှာ၁၀ချိန်မှာရရင်မှာပူရိကလေး၁၀ပရိကလေးပေါ့ဗျာအဲ၁၀ပရိကလေးကိုမြိုက်ခင်၂၀24 4 7ချိန်မှာ၄နောက်ပိတ်ကလေးကိုရိုက်ထားတယ်ခင်ဗျာအဲ့တော့အခုဒီမှာဗာရရမယ်ဆိုရှင်ပထမချိန်ရိုက်ထားတဲ့နှစ်ခွန်တိအဲ့နှစ်ခွန်တိကခုနှစ်နောက်ပိတ်ကလေးကနေပြီးတော့အောက်ကိုနှစ်တိခွန်းဆိုတဲ့ဝမ်းချိန်လေးနှစ်တိ၅ဆိုတဲ့ဝမ်းချိန်ကိုကစားပြီးတော့နှစ်ပိုင်းနဲ့နှစ်ခွန်တိဆိုပြီးတော့၁၀ပရိကလေးကိုရိုက်ပါတယ်ဒုတိယအချိန်မှာဒီ၈၉၃လို့ရိုက်တဲ့နေရာမှာလည်းပဲ နှစ်ပြီးတော့၃နောက်ပိတ်ခတ်တယ်အဲ့၃နောက်ပိတ်ကလေးက38ဆိုတဲ့ကဏန်းလေးအထောင်ကိုဝမ်းချိန်ပြီးတော့ဆယ်ဘရိတ်ရိုက်သွားပါတယ်အခုဒီမှာတစ်ခါထပ်ပြီးတော့၄နောက်ပိတ်ကလေးရိုက်ထားတယ်ခင်ဗျအဲ့၄နောက်ပိတ်ကလေးကလည်းပဲဒါဆိုလို့ရှိရင်ဒီမှာသူ့အောက်ကိုဆင်းပြီးတော့၄3 6ဆိုတဲ့ကဏန်းလေးကိုဝမ်းချိန်ပြီးတော့ဆယ်ဘရိတ်ရိုက်ဖို့ရှိတယ်အဲ့ဆယ်ဘရိတ်ရိုက်မယ်ဆိုတော့လင်းပိုင်းနဲ့ဆိုတော့၄3 3၄၃၆ဆိုပြီးတော့ကဏ္ဍလေးနှစ်ွက်ထွက်လာတယ်ခင်ဗျာနောက်ပြီးတော့ ဒီ၅ခုစွန်း20ချားမှာရိုက်တဲ့နေရာမှာ၄6ခွန်းဆိုတဲ့ငွေကနန်းလေးကလည်းပဲဒီမှာဒဲရိုက်ထားတာရှိတယ်ဗျအဲ့ဒဲရတဲ့၄6ခွန်းလေးကဘယ်ချိန်မှာရိုက်လဲဆိုခွန်ဘရိတ်ရဲ့ပြီးမှာရိုက်တယ်ဒုတိယချိန်2005မှာရိုက်ပြန်တော့လည်းပဲဒီ၄6ခွန်းဆိုတဲ့ငွေကနန်းလေးကเนาะဒီမှာခွန်ဘရိတ်ရဲ့ပြီးမှာရိုက်ထားတယ်ဗျเนาะဒါဆိုအခုတင်မှာလည်းပဲ2025မှာ၄6ခွန်းဆိုတဲ့ငွေကနန်းလေးရိုက်နိုင်တာပြီးမှာခွန်ဘရိတ်လေးရှိနေတယ် အခုဘရိကအောက်မှာဒါ636ကိုဝမ်းကျင်းလို့ခေါ်ထားတဲ့အတွက်ကြောင့်ဒီ660ဆိုတဲ့ဒဲမွေးကနန်းလေးကိုလည်းပဲထည့်ပြီးတော့ထိုးထားကြပါလို့တိုက်တွန်းလိုက်ပါမယ်။ဒါကြောင့်မလို့660ဆိုတဲ့မွေးကနန်းလေးရဲ့633ဆိုတဲ့ကနန်းရဲ့639ဆိုတဲ့ကနန်းရဲ့ကိုဒီတစ်ပတ်မှာမဖြစ်မနေအဲထိုးလိုက်ကြအောင်ပေါ့ဗျာ။နော်ဒီကျဲပို့ပြီးတော့ရန်ကျင်361ကလေးကိုမှထည့်ပြီးတော့ဘူဘရိကလေး636ဝမ်းကျင်းနဲ့ရန်လိုက်ပေါ့ဗျာ။အားလုံးအဆင်ပြေကြပါစေ။